ဟုတ်ကဲ့ဒီနေ့ကတော့အိုးဒီနေ့ကပြသွားခဲ့တဲ့နရောမြမီးရဲ့ဒါတော့နေရတင်ခါဥစ္စနာမင်းเจ้าကိုကျွန်တော်ကဆက်လက်ပြသပြသွားမှာဖြစ်ပါလေနေရတင်ခါဥစ္စနာမင်းဆိုတာကတော့ရှိရတယ်ကျန်နေမှာရှာကြည့်လို့မရပါဘူးဘာဖြစ်လဲဆိုတော့နေရတင်ခါဥစ္စနာမင်းရှိရတယ်ကျန်နေတယ်မှာမပါဘူးပဲဖြစ်ပါလေကျွန်တော်တို့ခစ်လက်ထက်တင်နေတဲ့တမိုင်းကြီးအဆက်ဆက်မှာလဲ မြန်တီခါဥစ္စာမင်းဆိုတာမတင်ခဲ့ရပါဘူးဒါပေမဲ့ဒီနောက်ပိုင်းတင်ပါတော့မြန်တီခါဥစ္စာမင်းကိုပကံမင်းရဲ့မင်းဆက်မင်းတော်အနေနဲ့ထိပင်းပြီးမှာတော့ရည်တွက်နေကြပါပြီအရင်ကျွန်တော်တို့တင်ခဲ့ရတဲ့မင်းရဲ့မြန်တီခါမင်းဆိုတော့မပါတော့ပါဘူးဒါတော့ဒီဘက်ကပလေးတင်ရတဲ့တမိုင်းရဲ့ထူးခြားချက်ပါဒီနေ့ကတော့ခဏမြန်တီခါဥစ္စာမင်းဆိုတဲ့ ပကံခီရဲ့မြင်သမားကြောင့်ကျွန်တော်ဒီနောက်ပြီးချင်ပါတယ်ဒီနေရာတိခါဥစ္စနာဆိုတာကရှိတမိုင်းရဆိုရင်ဉာဏ်နဲ့မပါဘဲနဲ့ဒီနောက်ခေတ်တမိုင်းဆရာကြီးကကြောက်စာအကိုကာရဖော်ထုတ်ခဲ့တဲ့မြင်သမားပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမင်းရဲ့အကြောင်းအရာတွေကိုတော့နောက်ခေတ်တမိုင်းဆရာကြီးရဲ့အားပေါ်ပဲကျွန်တော်အဓိကထားကိုကာကြီးမှာပြောတော့မှာပဲဖြစ်ပါတယ်ဒီနေရာတိခါဥစ္စနာမင်းကတော့ခရစ်နှစ်1930ခုနှစ်ကနေမှ1935ခုနှစ်ထိ လီလီတာပုဂံထင်းနှံကိုစူးစမ်းခဲ့တဲ့မင်းသမားလို့ဆိုပါတယ်။သူ့ခမဲအဲ့တော်ကမတော်များမင်းဖြစ်ပြီးတော့သူ့မေတော်ကတော့အင်တော်သေးလို့ဆိုကြပါတယ်။တိတ်ပြီးတော့လည်းမထင်ရှားပါဘူး။သူ့မှာမွေးချင်းနေနဲ့ကြသွားဆိုတဲ့မင်းသားတစ်ပါးရှိပါတယ်။အဲ့ဒီသူ့ညီကြသွားကပတ်ငင်လက်ထက်နော်ယာမင်းလက်ထက်ပြန်ချီနေတဲ့တင်ကပ်ပစ္စည်းတို့ပုံမှန်တဲ့ခါမှာပါဝင်ပြီးတော့ပုံမှန်ခဲ့တဲ့မင်းသားတစ်ပါးဖြစ်ပါတယ်။သူ့ကိုအသက်ရွယ်ငယ်ရွယ်ရွယ်ကြောက်မှုလို့ဟိုခွင့်လုပ်ပြီးတော့ခမဲတော့ ဗျာခွင့်လုပ်ပြီးတော့ထားတဲ့ကြာပါမယ်ဖြစ်ပါတယ်ဒီနေ့ဒီကဥစ္စနာမင်းဟာသူခွဲတော်လက်ထက်ရောင်မြမင်းလက်ထက်မှာပဲအရှိဥပဇာလာဖြစ်နေပြီလို့ဆိုပါတယ်အဲ့ဒါလည်းကျွန်တော်တို့အစောလက်သူသမီးတော်အစောလက်ကြောက်စာမှာပါတဲ့အကူကားထောက်ထားရာကျွန်တော်တို့ကပြောနိုင်ဖြစ်ပါတယ်သူ့ရဲ့ထင်းနှဲရမှုရာရှားလန်းရတော့ရလာတော့ဒီလိုကြောက်စာထောက်ထားရာဒါလေးပဲပါပြီးတော့ဒါပဲပြောနိုင်ပါတယ်သူ့ရဲ့မိသားစုရာအကြောင်းလေးကိုကျွန်တော်တို့ဆက်လိုက်ကြအောင်ပါ နိုင်ငံတကာဥပဒေမှာဥပဒေမြင့်မှာမိပြားနှစ်ပါးရှိမယ်လို့ထင်ရတယ်လို့ဆိုင်းလို့ရတာထုံးပါဆိုကြပါတယ်။ဆက်တနေတို့နဲ့ဆံမမခင်လူကလည်းဒီတိုင်းပဲဆိုကြပါတယ်။မိပြားနှစ်ပါးရဲ့အမိကတော့အမိဖျားစောနဲ့တခင်စောလို့ဆိုပါတယ်။အမိဖျားစောကနေပြီးတော့တသပိတုံဖွားမြင်ပြီးတင်္ခါပတိတရဖြားနဲ့အစောလက်လို့အမိတွင်နေလို့ဆိုပါတယ်။ကျွန်တော်အတန်ထွက်တာလည်းလည်းမှားတယ်လည်းမှားနိုင်ပါတယ်။နောက်ထပ်တခင်ဖွားစောအမိနဲ့မိပြားတစ်ပါးလည်း နင့်တင်ကဥစ္စနာမှာရှိသေးတယ်လို့ပြောပါတယ်ဒီမိပြားမှာတော့သာသမီနှစ်ဦးဖွားမြင်ပါတယ်တဦးကတော့ဥစ္စနာဖြစ်ပြီးနောက်တဦးကတော့အရေးစိုးလို့တွေ့ပါတယ်ဒါဟာသူ့ရဲ့သူတော်နေရတိဟပတိရနေပြီးတော့ခေါ်တဲ့အမိဖြစ်နိုင်တယ်လို့ဆရာသုံးသပ်ထားပါတယ်ဒီမိပြားကတော့ဆရာရတော်တန်းဆုံးကဒီဖော်ဆိုဘဲတုပ်ပြီကိုပြည်ဦးမနေရပြည်ဝဲမဖောက်ရလို့ဆုံးမခဲ့တဲ့မိပြားဖြစ်နိုင်တယ်လို့ဆရာကတော့ဆိုထားပါတယ် ဒီမြားကဒီမြားကပဲသူ့ရဲ့အလူကြောက်စာကြီးတို့ကမှာသူပြုခဲ့တဲ့ကောင်းမှုစုစုကိုငါလီမင်းကြီးငါသားမင်းကြီးငါမင်းမင်းကြီးစတော့မင်းတော်အောင်နဲ့နောင်လနဲ့တော့နောင်လာလာတော့မင်းမြတ်ရပါစေလို့ဆုတောင်းစာကိုရည်ထူသွားခဲ့တဲ့သူပဲဖြစ်ပါလေသူ့လီမင်းကြီးဆိုတာကတော့နေရာတင်ကဥစ္စာဖြစ်ပြီးတော့သူသားကတော့ဥစ္စာဖြစ်ကသူမင်းကတော့နေရာတရားပတိမင်းပဲဖြစ်တယ်လို့ဆိုပါတယ်ဒီမင်းနဲ့ပတ်သက်လို့အသီးသလောက်ကတော့ ဒီလောက်ပါပဲနော်ဒီမိနစ်ပတ်သက်လို့ကတော့ကျွန်တော်တို့ဒီလောက်ကတော့ဒီလောက်ပါပဲဒါကြောင့်မလို့ဒီမင်းကိုနောက်ခေတ်တမိုင်းဆရာကြီးရဲ့တောက်စာထုတ်တာရကုကိုင်းကပြောတာဖြစ်တဲ့အတွက်ကြောင့်မို့အများများဆဆလေးကျွန်တော်တို့ပြောမရှိပါဘူးဒါကြောင့်မလို့ဒီလောက်လေးကိုလည်းပြန်လဲမျှော်ပြီးတော့ခစ်တဲ့ပကံရဆိုရင်တမိုင်းမှာခစ်တဲ့တမိုင်းဆရာကြီးဖန်တီးဖော်ထုတ်ခဲ့တဲ့ဘီနဘာအနေနဲ့ကျွန်တော်တို့ကဗတ်တန်းတွေကိုအတွက်ကိုဒါပြောပြပြောရခြင်းပဲဖြစ်ပါတယ်နောက်နေ့နောက်နေ့ဒီမှာလည်း ကျွန်내ပကံပြင်းမိစေကြောင်းကိုဆက်လက်ပြောကြပေးဦးမှာဖြစ်တဲ့အတွက်ကြောင့်မို့ဆုံးမချီဦးအားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်